FG Mobile ဆိုရင်လည်းကိုဖုန်းဖြစ်သွားလို့ကို teammate တွေဝိုင်းကြိတ်တာတော့အလုံးကြီးပါကြုံမှုကြမှာပေါ့နော်ဒါပေမဲ့အခုကျွန်တော်ပြောမဲ့တစ်ချက်ကလေးလောက်ထားမယ်ဆိုရင် FG Mobile ကိုဆော့ရတာအရင်ထက်ကိုပိုပြီးတော့ smooth ဖြစ်လာတယ်လို့ခံစားရလိမ့်မယ်ကျွန်တော်လည်းတွေ့ထားတာမကြသေးဘူးဖုန်းတိုင်းလည်းအဆင်ပြေခြင်းမှပြေမယ် disclaimer လည်းအရင်ခံရတာဒါပေမဲ့ကျွန်တော်စမ်းသမျှဖုန်းတွေတော်တော်များများအကုန်လုံးအဆင်ပြေတယ် လောက်ရမှာမြင်မဲ့ဆက်စားလည်းမဟုတ်ပြီ။သူတို့နောက်ဆုံးပေးထားတဲ့ update လေးကိုတင်လိုက်ရရပြီ။ဆိုတော့အဲ့ထဲမှာမှာ graphic လေးရှိမယ်။ graphic ထဲမှာ super smooth ဆိုတဲ့ setting လေးရှိလိမ့်မယ်။အဲ့ကောင်လေးကိုနှိပ်လိုက်ရင်ပွဲပြီးပြီ။တကယ် game changing လို့လည်းကျွန်တော်ဘက်ကသတ်မှတ်မယ်ဆိုသတ်မှတ်လို့ရတယ်။နည်းနည်းလေး ဒီကောင်ထွက်လာတဲ့ light share ဖတ်ကြည့်တော့သူ့ရဲ့ပုံစံကအဲ့လို budget phone တွေအတွက်ကိုရည်ရွယ်ပြီးထုတ်ထားတဲ့ update PUBG Mobile တို့တခြား game တော်တော်များများကျွန်တော်တို့ review လုပ်တာမပါမဖြစ် game တွေဗျာဆိုတော့ကျွန်တော်တို့ဆိုင်းဆိုင်းနဲ့သူ့ရဲ့နောက်ဆုံး update ကိုရောက်သွားတယ်အဲ့ဒီ experience ကဒီ phone နှလုံးမှာဆိုရင်ဘလို့အခြေအနေရှိလဲပေါ့နော်ဒီကောင်ဆိုရင် Redmi Note 13 Pro 5G ဒီကောင်မှာဆိုရင်ကျွန်တော်တို့သတိထားမိတာ scope ခြေနေနေရတယ်ဗျာပို့ပြီးတော့ smooth ဖြစ်လာတာ PUBG Mobile fan တွေဆိုပို့ပြီးတော့သိမယ်ဒီ shooting game တွေက accuracy အရန်အရန်ကိုအရေးကြီးတယ် millisecond လေးနည်းနည်းလေးကွာသွားမယ်ဆိုရင်တော့ result ဟသွားမျိုးကျွန်တော်တို့ကြုံခဲ့ဘူးလေဗျာအခုဒီ4.0 super smooth နည်းနည်းလေးကျွန်တော်တို့ထားထားတာကြာလာတဲ့အချိန်မှာ gun shot တွေအားစားလုံးဝတိကျရလို့ခံစားရတယ်ဒါပေမဲ့အဲ့ဒါကျွန်တော် skill ပေါ့နော်ဆိုတော့ မဆော့တက်တဲ့သူကတော့မဆော့တက်တဲ့လူစကေးကတော့ကောင်းမှာမဟုတ်ဘူး job team နဲ့မှာပဲဒီဖုန်းတွေဇက်တိုက်ဆန်းနေနေသဘောထားကွဲလွဲတာဆိုရင်တော့ graphic နည်းနည်းယော့သွားတယ်လို့ထင်ကြရတဲ့သူတွေရှိတယ်အဲကျွန်တော်ဒီဖုန်းမှာတော့အလောက်တော့မတွေ့ဘူး maybe budget model ဖြစ်တယ်သူ့ရဲ့ဖုန်းကူက graphic အရင်ကျွန်တော်တို့ဆန်းခဲ့တဲ့ mirage level တွေတကယ်ကျမ်းမာရွှဲကောင်းတွေလောက်တိတ်ပြီးတော့မကောင်းလို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့လည်းဒီလိုမျိုး game တွေက graphic အရသာခံဖို့တကူ frame per second ပို့ပြီးတော့အရေးကြီးတယ်လို့ထင်တယ်အကယ်၍ကျွန်တော်တို့အမြင့်ဆုံး graphic တင်ထားမယ်ဆိုရင်လည်း phone display ကဘယ်လောက်ထိ မြင်ရမလဲပေါ့နော်ဥမာမွေလုံနေရဲ့ player ရဲ့ဆိုကျွန်တော်ဒီမြင်ရမှာမဟုတ်ဘူး anyway လက်ရှိ super smooth တင်ထားတဲ့ result ကတော့ကျွန်တော်ဖုန်းကနည်းနည်းလေးအပူတက်တာလို့တော့ခံစားရတယ်ဆိုတော့ကျွန်တော်ရဲ့အမြင်ကတော့အဲ့လို graphic ကိုညော့သွားတယ်သူတို့ဘက်ကနေ short လိုက်တယ်ဆိုတာမျိုးတော့ optimize ပို့ပြီးတော့လှုပ်လိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးခံစားရတာပေါ့အရင်ကလိုမျိုး setting တွေပါလေ short click ကြရတာမှမလို့ဘူး okay ကျွန်တော်ဒီကောင်းကိုနည်းနည်းတိတ်ပြီးတော့စိတ်မချလို့နောက်ထပ်မြန်မာနိုင်ငံရဲ့ အချစ်တော်ရည်ရဲ့ပါတဲ့ Galaxy A60 နဲ့ဆန်းတယ်။ဈေးလေးကတော့နည်းနည်းလေးပူသွားတယ်။ဒီကောက်ပေါ်မှာကျွန်တော်တို့ဆန်းရတဲ့ reset ကအရင်ထက်ကို frame second ပူပြီးတော့တက်လာလို့ခံစားရတယ်။သူတို့တွားနေတဲ့လမ်းကြောင်းကကျွန်တော်ထင် super smooth ကဒီ frame second တက်လာဖို့ပဲ။ဆိုတော့အလုပ်ဖြစ်တယ်လို့ပဲပြောရမယ်။တကယ်တမ်းကျွန်တော်တို့ဆန်းတာတော့ဒီ phone နှလုံးမှမဟုတ်ဘူး။နည်းနည်းကြမ်းတဲ့ကောင်တွေပါသေးတယ်။ အကောင့်တွေပေါ်မှာတော့ on ထားလဲအဲ့လိုဘယ်လိုခေါ်မလဲတိတ်ပြီးတော့ကွာတိုင်းမျိုးမရှိဘူးဗျာ maybe ငကိုတဲ့ဟာ hardware level အကောင့်တွေက strong ဖြစ်ပြီးသား anyway entry တွေ budget level တော်တော်တော်လေးအဆင်ပြေမဲ့ကောင်မျိုးပေါ့နော်ကိုက hardware level အများကြီးမရှိလို့ phone ကထက်နေရဲဆိုတာမျိုးခံစားမှာမဟုတ်တော့တိကျတယ်အရင်ထက်တော့ပိုပြီး smooth ဖြစ်လာလိမ့်မယ် Pepsi Mobile ကိုယ်တိုင်ပြောထားတာကဖုန်းပေါ်ရဲအများကြီး90 frame per second 120 frame per second ရအောင်လို့3 special လဲ try နေတယ်ပြောတယ်ကျွန်တော် maybe ကျွန်တော်တို့ဒီ update ကိုတင်ပြီးသားတွေရှိမယ်မတင်ရသေးတဲ့တခြားလောက်တင်ကြည့်ပေါ့เนาะကျွန်တော်လည်းတခြားလူရဲ့ opinion နဲ့အများကြီးလိုတာဆိုတော့တင်ပြီးသွားခဲ့သည်ရှိတော့ကျွန်တော်လည်းမျိုးဂျုံရလားဘာဒီမှာဘလို့ပို့ပြီးတိုးတက်လာလဲတခြားလောက်အမှန်ငယ်ပြပါကျွန်တော်ဂျုံဖြစ်ပါတယ်အားလုံး host ပါ